ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်မြို့နယ်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထင်းချုံရဒေသမှာရှိတဲ့တရုတ်တပ်တုလုပ်ငန်းတွေကနေထွက်ရှိလာတဲ့ဆုံးပစ္စည်းတွေကြောင့်ထိုင်းမြန်မာနယ်စပ်တလျှောက်ဖျက်ဆီးဆီးဆင်းလာတဲ့ကော့မြင့်ရေညဉ့်ဉန်းမှုကိုကင်တွယ်ဖြည့်ရှင်းပေးဖို့ထိုင်းနိုင်ငံသားတွေဆန္ဒပြတောင်းဆိုခဲ့ပါတယ်။စောမင်းသိန်းသတင်းပေးပို့ထားပါရရှင်။ဆော့ဘူဆော့ပါတမ်ပါစာကလုံနမ်ကို ထိုင်းနိုင်ငံချင်းရိုင်မြို့ကကော့မြစ်တရားပေါ်မှာထိုင်းဒေသခံထောင်ထဲချီစုဝေးပြီးကမ္ဘာပတ်ဝန်းကျင်ထိမ့်သိမ်းနေဖြစ်တဲ့ဂျွန်လ9ရက်နေ့ကမြေကြီးအစိတ်အသင့်မှုနဲ့ပတ်သက်ပြီးဆန္ဒဖော်ထုတ်ခဲ့ကြတာပါဆန္ဒဖော်ထုတ်သူတွေဟာထိုင်းဝန်ကြီးချုပ်ကိုမြန်မာနယ်စပ်မှာလုတ်ကင်နေတဲ့တပ်တူတွင်လုပ်ငန်းတွေကိုရပ်တန့်သွားအောင်ညှိနှိုင်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်ဒီမှာချင်းရိုက်ဒေတာအတွင်းရှိအဆိုပါမြင့်များကိုမိတင်းနဲ့ထိုင်ကြသောပြည်သူများအနေဖြင့် မြန်မာနိုင်ငံရှမ်းပြည်နယ်ဘက်ရှိမိုင်းတွင်များမှစီးဆင်းလာသောညဉ့်ဉေးရီများ၏အန္တရာယ်ကိုရင်ဆိုင်နေရပါသည်။အဆိုပါမြစ်များတွင်မဲခေါင်မြေ၊ခေါင်မြေ၊ brown မြေ၊စမ်းမြစ်များပါဝင်ပြီးလွန်ခဲ့သောနှစ်အတွင်းခေါင်မြေတဝိုက်တွင်ရှိသောပြည်သူများကရေကြီးသောရွေရာသီတွင်ပင်မြစ်ရီများနောက်ကျခြင်းကိုတွေ့ရှိရသည်။အခုလိုဆန္ဒပြတောင်းဆိုကြတဲ့အထက်ထိုင်းဒေသခံတွေအပြင်ထိုင်းအရက်ဖက်အဖွဲ့အစည်းတွေတဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါပါဝင်ခဲ့ကြပါဗျ။ So today as well the actually this season is like a pending season. အခုချိန်ကစိုက်ပျိုးရာသီဖြစ်တဲ့ချင်းရိုင်းပြည်သူတွေကစိုက်ပျိုးမြေတွေပြင်ဆင်ဖို့နဲ့ရာသီသစ္စာတင်ဖို့လေကွင်းနေစီသွားပြီးအလုပ်လုပ်နေကြရမယ့်အချိန်ပေါ့ဒါပေမဲ့ကော်မြင့်ကိစ္စရပ်ပေါ်အလွန်မင်းစိုးရင်ပူပန်နေကြတဲ့အတွက်သူတို့ရဲ့အရေးကြီးလက်ရာလုပ်ငန်းတွေကိုရထားပြီးအစိုးရကိုမြင့်ပြဿနာဟာသူတို့အတွက်အလွန်အရေးကြီးချမ်းပြသဖို့စုယုံရောက်ရှိလာခဲ့ကြတာပါ ပြည်သူတွေကအစိုးရအနေနဲ့ညဉ့်ညဉ့်ညံ့မှုပြဿနာအပေါ်အရေးယူဆောင်ရွက်ပေးဖို့ကိုတောင်းဆိုကြတာပေါ့အစိုးရအနေနဲ့ကလည်းပြည်သူတွေကိုကာကွယ်ပေးဖို့မြစ်ကိုကာကွယ်ပေးဖို့နဲ့ပတ်ဝန်းကျင်ကိုကာကွယ်ပေးဖို့လိုအပ်ပါတယ် Take the action the government should protect the people protect the river protect environment ကျွန်တော်၅ရက်နေ့တည့်ရက်ထဲမှာပဲ ကော့မြစ်နမ်ခုံမြစ်ကိုကယ်တင်ကြပါစို့ဆိုတဲ့ကမ်ပိန်းလှုပ်ရှားမှုကိုထိုင်းနိုင်ငံချင်းမှန်ခိုင်မဲအိုင်းမြို့နယ်တာတွန်းကျေးရွာမှာကျင်းပခဲ့ပါသေးတယ်။ထိုင်းမြန်မာနယ်စပ်မိုင်းဆက်မြို့နယ်မှာဝါတပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့မိုင်းရန်ဒေတာကတရုတ်ကုမ္ပဏီတွေရဲ့မြေရှားတပ်တုနဲ့ရွှေတူးဖော်မှုတွေကြောင့်မြေရည်အစိတ်အသင့်မှုပြဿနာကို ဖြေရှင်းပေးဖို့တာတွန်းကျေးရွာကထိုင်းဒေတာကန်တွေကဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ As you can see is contaminated by the mine ဒီနေ့ကျွန်တော်တို့မြစ်ကိုကယ်တင်ဖို့စုယုံကြတာပါခမားတို့တွေ့တဲ့အတိုင်းပါပဲဒီမြစ်ဟာမြမပြည်မြောက်ပိုင်းကတပ်ထုတွင်ကြောင်းညဉ့်ညံ့လို့နေပါရီဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီကိုရောက်နေကြတာပါဝင်းကြီးချုပ်ဒါမှမဟုတ်တာဝန်ရှိသူတွေဒါမှမဟုတ်ရင်တာဝန်ရှိတဲ့ဘယ်သူမှစိုးကျေးဇူးပြုပြီးလာကြည့်ပေးဖို့ပြောချင်ပါတယ် please come and take a look တဘာဝပတ်ဝန်းကျင်ထိမ့်သိရေးတက်ကြွလှရှားသူတွေကတော့ကောမြင့်မှာအာဆနစ်ပါဝင်မှုပမာဏတွေမြင့်မားနေပြီးဘေးကင်းလုံခြုံရေးစံနှုန်းတွေထက်ကျော်လွန်နေပြီလို့ဆိုကြပါတယ်။ဝါပြည်သွေးစည်းညညွတ်ရေးတက်မလို့ UWSC ထိန်းချုပ်ရာဒေတာရှမ်းပြည်အရှိပိုင်းမိုက်ဆက်ခရိုင်ကနေစီးစင်းလာတဲ့ကော့မြေမြမအခေါ်နမ်ခုံမြေဟာထိုင်းဘက်အချမ်းမှာအရှိ285ကီလိုမီတာရှိပြီးချင်းမိုင်ခရိုင်မဲအိုင်းမြွနဲ့ချင်းရိုင်းခရိုင်ချင်းရိုင်နဲ့ကျင်းစဲမြွနဲ့အတွင်ဖြတ်တန်းပြီးတော့မဲခေါင်မြေအတွင်စီးစင်းသွားတာလည်းဖြစ်ပါတယ်ကျွန်တော်စောမင်းသိမ့်ပါ